ါရှင် Smartresa Channel ကကြိုဆိုလိုက်ပါတယ် Smartresa Channel ဆိုလို့ရှင်เนาะကွန်ပျူတာနဲ့ပတ်သက်တဲ့ဘုံသူတာလေးတွေကို မျှဝေပေးနေတာဖြစ်ပါတယ်ရှင်အခုတက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဆလုံဒီဇိုင်းလေးလုပ်တဲ့အခါမှာဒီလိုမျိုးပေါ့เนาะပုံလေးတွေကိုဒီလိုလှတဲ့စာမျိုးလေးတွေဒါဆိုရင်ခုနကမြင်နေရတဲ့ဒီလိမ္မော်သီးပုံလေးကို orange ဆိုတဲ့ဒီဇိုင်းလေးမှာထည့်တာမျိုး ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကိုချစ်စရာကောင်းတဲ့ဆာဒီလိုမျိုးစာသားလေးဖန်တီးတာမျိုးချစ်စရာကောင်းတဲ့ဒီဇိုင်းမျိုးလေးတွေကိုဖန်တီးလိုက်မယ်ဆိုလို့ရှိရင်တော့ကျမတို့လုံးမယ်စာလို့စာလေးတွေကပေါ့နော်ပုံမှန်သမယိုးကျစာလေးတွေမဟုတ်ဘဲနဲ့ခမမိုက်ဒီဇိုင်းလေးအင်းနဲ့ကိုယ့်ရဲ့ဒီဇိုင်းလေးကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ရှင်ကျမကတော့ဒီအတွက်ကို Photoshop မှာတင်ပြီးတော့အလုပ်လုပ်ပြပေးမှာဖြစ်ပါတယ် Smart Tracer Channel ပါရှင် ဆိုတော့ခဏကပြောသလိုပဲစလုံးလေးတွေကိုလှလှပပဒီဇိုင်းခမမက်ကလေးနေဖန်တီးဖို့အတွက်ကို Adobe Photoshop CC 2019ကိုအသုံးပြုပေးသွားမှာဖြစ်ပါတယ် Photoshop CC ပေါ့နော်အဲ့ကနေပြီးတော့ခုနကလိုစာလေးနဲ့ပုံလေးနဲ့တွဲဒီဇိုင်းဒီလိုမှာဖြစ်ပါတယ်အခုလောလောဆယ် Fine View ယူပါမယ် Fine View ယူပြီးလို့ရှိရင် A4 size ကိုနမူနာယူပြီးတော့ပြပါမယ် မီလီမီတာနဲ့ဖော်ပြနေပါတယ်။လက်မအုပ်ပြင်ပြောင်းကြည့်ပါမယ်။ resolution 300ယူပါတယ်။ပြီးရင် landscape ကလန်လေးယူပါမယ်။နောက်က background တော့လော်လော့ဆယ်အဖြူရောင်နဲ့တုံးပေးထားပါတယ်။ create ဖန်တီးပါမယ်ရှင်။အဲ့တော့နမူနာလေးတစ်ခုပေါ့နော်။ rose ပြီးတော့ရေးလိုက်မယ်။ဒါလေးကတော့စလုံးဆိုင်ချက်တာပါ။ ိုလိုချင်တဲ့အတိုင်းထားပြီးတော့ဒါကိုချက်ပေါ့နော်ဒီမှာတော့အဲနမူနာလုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်ခက်ကြီးကြီးလေးယူထားပါမယ်ဒီဒီပုံလေးကိုဒီစာပေါ်ကိုတင်လိုက်မယ်အဲဒီတော့ဒါကိုလိုချင်လို့သွားလိုက်တာပေါ့နော် ုံလေးကိုဘယ်ညာလှည့်လို့ရတယ်နော် flip horizontal flip particle ပေါ့နော်လှည့်လို့ရတယ်ဒီပုံကစာရဲ့အပေါ်မှာဘယ်လို position လေးရှိမလဲသိကျင်တော့ဒီမှာ opacity ကိုနည်းနည်းတိရှောင်ကြည့်လို့ရတယ်ပေါ့နော်အဲဒီလိုမျိုးလေးတွေပေါ့ကိုသွားချင်တဲ့ကိုပြင်ချင်တဲ့နေရာလေးတွေအတူအလုပ်လုပ်ကြည့်လို့ရပါလေနောက်ပြီးဆိုရင် opacity ကိုပြန်တင်ပါမယ်ပြီးပြီးဆိုရင်ဒီပုံလေးရှိတဲ့နေရာပေါ်မှာ pipe လေး create clipping mask ကိုနှိပ်လိုက်မယ်ဆိုလို့ရှင်တော့ဒီစာပေါ်မှာ ပုံလေးစာနဲ့ပုံလေးရောလိုက်တာမြင်ရပါပြီနောက်တစ်ချက်အနေနဲ့အခုရတဲ့စလုံးလေးကို ပို့ပြီးတော့လှလှပပလေးနဲ့ဒီဇိုင်းလေးကြောကြောကြောဖြစ်အောင်လုပ်လို့ရပါတယ်အဲ့ဒါကတော့ layer ကနေပြီးတော့ layer style blending option ကနေပြီးတော့သွားလို့ရပါတယ်ဒီမှာဖော်ပြထားတဲ့အတိုင်းပါပဲ stock ကိုယူလို့ရတယ်။နောက်ဘက်ဘက် embossed တွေကိုယူပြီးတော့ကိုကြိုက်သလိုစလုံးလေးကိုပို့ပြီးတော့ကြောကြောရွရလေးဖြစ်လာအောင်လိုအပ်သလိုချိန်ညှိလို့ရပါတယ်ရှင်။ဆိုလို့ရှိရင်နေရာလေးပါရွှေ့ပြီးတော့ကစားကြည့်လို့ရပါပြီပေါ့နော် စာလေးနဲ့ပုံလေးနဲ့ရောလာတဲ့ဒီဇိုင်းလေးကိုမြင်ရမှာဖြစ်ပါတယ်။အဲဒါဆိုရင်တစ်ခေါက်ပြင်ကြည့်ရအောင်နော်။ဆလုံးလေးကိုရေးမယ်။အဲဆလုံးလေးကိုချက်မယ်။လိုအပ်တဲ့ကိုလိုချင်တဲ့အထိချက်ပေါ့နော်။အဲဒီမှာပုံလေးနဲ့စာလေးနဲ့ရောတဲ့အခါမှာစာလေးတွေကလေဘိုးဖြစ်တယ်ခတ်ထူထူလေးတွေဟာလေအပေါ်ပြုတ်အဆင်ပြေပါတယ်။ပုံလေးတစ်ပုံယူပါမယ်။ ီကလေးလေးပုံကိုအဲ့ဒီပုံမှာတင်မယ်တင်ပြီးလို့ရှိရင်ဒီကလေးလေးပုံကိုလည်း size ကိုကိုလိုချင်သလိုလေးချဲလို့ရပါတယ်အပေါ်စတီလေးကိုလည်းဒီလိုလျှော့ပြီးတော့တင်ပြီးတော့ကြည့်လို့ရတယ်ဒီပုံကိုပဲ control D ဆိုပြီးတော့ flip horizontal flip particle ကတော့ကိုကြိုက်သလိုယူပေါ့နော်အဲ့လိုလိုလေးယူလို့ကြည့်လို့လည်းရပါတယ် က်လောက်ရပြီဆိုလို့ရှိရင်ဒီနေရာလေးတို့အဆင်ပြေတယ်ဆိုရင် positive ကိုပြန်တင့်မယ်အဲ့ဒီပုံလေးရဲ့လေးရအပေါ်မှာ right click create clipping mask ကိုယူလိုက်တာဒီပြိုင်နဲ့ဒီမှာကလေးလေးရဲ့ပုံလေးဟာစလုံးဒီဇိုင်းလေးပေါ်မှာရောက်သွားတွေ့ပါတယ်စလုံးလေးကိုတော့စလုံးလေးရာလေးကိုယူပြီးတော့လေးရာလေးရာ style blending option ကိုယူပြီးဒီစလုံးရဲ့ဒီဇိုင်းလေးတွေအတွက်ကို velvet embossed တို့ပေါ့နော်အဲဒီ stout တို့ inner sail တို့ outer glow တို့ဘာလို့ကိုကိုလိုချင်တယ်လို့ကိုနှစ်သက်တယ်လို့ပြောင်းပြီးတော့ကစားလို့ရပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်တော့ Photoshop မှာစလုံးဒီဇိုင်းလေးတွေကိုစာရင်းနဲ့တခါတည်းတွဲပြီးတော့စလုံးဒီဇိုင်းကိုအလန်းစားလေးလုပ်လို့ရပြီဆိုတာကိုတော့သိပြီဆိုရင်တော့အိမ်မှာပြန်ပြီးတော့လေ့ကျင့်ကြည့်ပါအောင်เนาะသိချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးထားပါတတ်နိုင်သလောက်တော့ပြန်ပြီးတော့ဖြေကြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ယူကြမှာခြင်းနဲ့ပြည့်စုံပါစေကြောင်း Smart Tree Summit သားစုကဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။